နိုဝင်ဘာ International Break ပြီးမှအာဆင်နယ်သင်းရဲ့ဒဏ်ရာကစားသမားတွေကဘယ်သူတွေများပြန်လာကြမလဲအာဆင်နယ်သင်းရဲ့ဒဏ်ရာကစားသမားစီးရင်က6ဦး9ဦးအထက်လောက်ရှိတယ် ဲ့နေထားမှာ노ဝင်မှာ international break ပြီးသွားတယ်ကျွန်တော်ကန်မဲ့ bitmap ပွဲစဉ်တွေရှိတယ်အမှဒန်ရကစားမတော်များပူပေါင်းနိုင်မယ်ဆိုတဲ့အနေထားမျိုး arsenal fan တွေမျှော်လင့်တယ်ကျွန်တော်လည်းမျှော်လင့်တယ်ဖြစ်နိုင်မယ်ဆိုအကုန်လုံးအောင်ပြင်ပြီးပူပေါင်းစေချင်တယ်ဘာကြောင့်လဲဆိုတော့တယောက်ချင်းစီတယောက်ချင်းစီက arsenal အသင်းအတွက်ဆိုရင်အများကြီးပံ့ပိုးပေးနိုင်တယ်အသင်းအတွက်အနိုင်ကိုတွေ ဂိုးမပေးရဖို့တွေလုတ်ပေးနိုင်တဲ့ quality player တွေကြီးပဲအခုဒန်ရကစားသမားစီးရင်ထဲမှာဆိုအသင်းရဲ့ first line နဲ့ကစားသမားတွေအများကြီးတောင်ပါဝင်နေတယ်ဒါတော့မှအသင်းရဲ့ကစားသမားတွေရှည်ရင်းဆွဲလူနဲ့ဒီလောက်ထိရောက်အောင်လုတ်ပေးထားနိုင်ခဲ့တာကကျွန်တော်တို့အမြဲတမ်းဂုဏ်ယူခဲ့ရတယ်ဆန္ဒလမ်းကိုကျွန်တော်တို့ဝမ်းတူးတူးတည်ကြခဲ့တယ်ဒါပေမဲ့ဘာဖြစ်လဲဒီကစားသမားတွေကျွန်တော်အပြစ်လုံးဝမမြင်ဘူးသူတို့လုံနိုင်စွမ်းရှိတယ်အကုန်လုံးစူးစမ်းခဲ့တယ်မတက်တာလုံးလုံးသာကျွန်တော်နှစ်မှတ်ကြပြောက်ခဲ့တာအဲ့တော့သူတို့တို့လည်းကျွန်တော်ဂုဏ်ယူတယ်နီးပြောက်လည်းတကယ်ကျေနပ်တယ်ကဲအဲ့ဆိုကျွန်တော်တို့ဒန်ရကစားသမားစီးရင် ကြောင်းလေးစပြောလိုက်အောင်နိုဝင်ဘာ23နေ့ကျရင်ကျွန်တော်တို့ကစပားနဲ့ကန်းပါဗောလေအဲ့ဒီပွဲစဉ်အမီနိုနီမန်ဒူကီပြန်ပါလာဖို့တော့များတယ်နိုနီမန်ဒူကီကတော့ဒူးထိုင်အောင်မန်စီးတီးပွဲမှာနောက်ဆုံးကစားခဲ့ပြီးတော့နားခဲ့ရတာအဲ့ဆနာလန်တင်းနဲ့ပွဲစဉ်မတိုင်မှာတော့မှရန်ကစားမစင်းနဲ့မှပါလာနေတဲ့ဘာညာ report ချို့ထွက်သေးတဲ့ caller ဟာလိုက်ဗောလေတကယ်ရကန်တဲ့ခါကျတော့ပါမလာခဲ့ဘူးဒါပေမဲ့နိုနီမန်ဒူကီကလုံးဝ strong ဖြစ်နေပြီအဲ့တော့ဒီကစားသမားနေနဲ့ငှက်ဆက်နဲ့ 3ရက်နေ့ကျရင်ကံမဲ့စပါသင်းကိုအင်ကွင်းအမရိတ်မှာအခက်ကစားမဲ့လန်ဒန်ဒါဘီပွဲစဉ်မှာဒီကစားမပါဝင်လာဖို့များတယ်အရန်ကုန်မှာပဲရှိမလားဝင်ကစားမလားဆိုတော့တချက်တော့စောင့်ကြည့်ပါမယ်မန်တူကီကိုကျွန်တော်မျှော်လင့်နေခဲ့တာအရန်ကုန်ကောင်းတဲ့ player ပေါ့လေကျွန်တော်တို့ခေါ်ခင်တော့တိတ်မကြိုက်ခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့မန်တူကီမှမန်တူကီဖြစ်တဲ့အချိန်မှာတော့ဆရာသမားကဒဏ်ရာရသွားခဲ့တာသူမရှိတော့မှသူ့ရဲ့တံပိုးကိုတိတယ်ပြောလို့ရတယ်တချို့ချင်းဒီမှာစာကာထက်ဆိုင်ရင်မန်တူကီရဲ့ဒါရိုက်ကြတဲ့တိုးဝင်တဲ့ဟန်မျိုးကတချို့အသင်းနဲ့ပွဲစီမှာလိုအပ်တယ် ဒါကြောင့်မန်တူကီ20ကျော်ကြလို့ရှိရင်တော့ပြန်ပါလာဖို့ရာခိုင်နှုန်းများပါတယ်။ကဲနောက်ထပ်တစ်ယောက်ကတော့ဒက်တာယောဂရက်ယောဂရက်ကတန်ဖို့ဆန်လန်လန်သိတဲ့ပုံစံမှာတိလိုက်ရတာပဲ။ရှီတုံးကတော့ twin go phantom ဘာညာနဲ့ပတ်သက်ပြီးအချင်းချင်းအငင်းပွားကြတာမှတ်ပြီးမဲ့ယောဂရက်ကိုအထင်မသေးစေလို့ဆိုတာအဲ့ဒါပဲ။မနေ့ကကျွန်တော်တို့ main လို့ရခဲ့တဲ့ chance တီမှာယောဂရက်သာဆိုရင်တခုခုပြောင်းလဲသွားနိုင်တယ် အဲ့ဒါမျိုးတွေပေါ့လေတခါကျရင်ကစားမတအူးအနေနဲ့အသင်းကိုဘယ်လောက်ထိအကျိုးပြုလဲဆိုတာကသွင်းကိုဖန်တီးမှုတွေနဲ့မြင်ရချင်မှမြင်ရလိမ့်မယ်ဒါပေမဲ့ယောဂရက်လိုကစားမမျိုးကတော့ကိုကစားမတွေကစားပေါက်ချောင်းမှုအတွက်သူ့ကိုလိုက်ပြီးကတ်တဲ့ကစားမတွေကိုအကောင်းဆုံးချဲထုတ်နိုင်တယ်သူ့ဘက်ကိုဆွဲဆောင်နိုင်တယ်အဲ့ကစားမတွေမာကင်ကဲရတာပြတ်အောင်အထက်ထဲမှာ rotation လုပ်ပြီးတအားကစားနိုင်တယ်ဘောကယ်ရင်းလည်းကောင်းတယ်ဟိုက်ပရက်ဆင်လည်းပြီးနိုင်တယ်အဲကြောင့်ယောဂရက်လိုကစားမမျိုး မိုင်းနပ်အင်ဂျူရီကြောင့်ကြွက်သားနာကျင်မှုကြောင့်ဘန်လီနဲ့ပွဲစဉ်မှာနားခဲ့ရတာမှတ်ပြီးမဲ့စပါးသင်းနဲ့ပွဲစဉ်ပြီးပြန်လာနိုင်တယ်ဆိုပြီး report တချို့ကပေါ်ပြနေတယ်။အဲဆိုတော့ဒဏ်ရာလည်းအရင်မပြင်းဘူး။ပြောရလောက်တဲ့ဒီလည်းမပြင်းဘူးဆိုမြဲပိုပြီးစိတ်ချရအောင်အာဆင်နယ်ကဒီကစားမကိုတိန်းထားခဲ့တာဖြစ်တဲ့အတွက်20ကျော်မှကံမဲ့စပါးသင်းနဲ့ပွဲစဉ်မှာတော့ယောဂရက်ကိုပြင်ပြီးမြင်ရနိုင်ချေရှိပါတယ်။နောက်ထပ်တစ်ယောက်ကတော့ martinelli ထိခိုက်မှုအသေးစားဆိုပြီး report တွေကတော့ပေါ်ပြထားတယ်။ ခရစ်စတယ်ပယ်လီအသင်းနဲ့ပွဲစဉ်မှာ25မိနစ်ပဲကစားခဲ့ရပြီးတော့အဲ့ဒီဒဏ်ရာကြောင့်ပဲရှေ့ကပွဲစဉ်တွေကိုလွှဲချော်ခဲ့တယ်။မာတီနယ်လီကိုကျွန်တော်တို့ဟိုးရင်တုန်းကတော့တိတ်မကြိုက်ခဲ့ဘူးမကြိုက်ဆိုတော့ပွဲထွက်တဲ့အခါမှာဒါထရော့ဆက်နေရာမှာမာတီနယ်လီကနောက်ပိုင်းမှာပို့ပြီးလူစားဝင်လာရင်ပိုကောင်းလာတာတွေ့ရတယ်။သူ့ရဲ့မြန်နှုန်းသူ့ရဲ့ efficient ဖြစ်မှုသူ့ရဲ့ယုံကြည်မှုဖြစ်လာတဲ့အချိန်မှာပဲဒဏ်ရာတွေရသွားခဲ့တာ။ခါကျရင်အာဆင်နယ်မှာလေကစားတာအရန်ကောင်းတဲ့ကစားသမားတွေဒဏ်ရာတွေများရရသွားတာကျွန်တော်တို့တိတ်မသိငါဘူး။အထူးသဖြင့်ဂျေဆုတော့လည်းဂျေဆုအရန်ကောင်းနေပြီ။ ါပေမဲ့ United နဲ့တွေ့တဲ့ FA Cup မှာတော့ ASEAN ဖြစ်ပြီးတနင်္ဂနွေလောက်နားလိုက်ရတယ်။အဲကြောင့်ကစားမတစ်ယောက်ကောင်းလာပြီးဖောင်မိလာပြီးယုံကြည်မှုရှိလာပြီးဆိုအဲ့ဒိုင်ယာတွေကပဲမြင်ဝင်းနေပြင်းပြီးပျောက်သွားခဲ့ရ။အဲ့တော့ Martinelli စပါးသင်းနဲ့ပုံစံမှာပါဖို့နှီးဆက်ပါတယ်။နောက်တော့ကတော့ Khan Yan Bat ဒူးဒိုင်ယာကြောင့် အစိုးကြီးနားလိုက်ရသူဒီကစီမှာဝင်ဆော့တဲ့ပွဲစဉ်ဆို Manchester United နဲ့ပွဲမှာ31မိနစ်လောက်ဝင်ပြီးဆော့ခဲ့ရတယ်ဒါပေမဲ့အဲ့သူဒူးတက်ရကိုအာဆင်နယ်ကခွဲစေလိုက်တယ်ကျွန်တော်ထင်တာတော့23ရက်နေ့စပါးသင်းနဲ့ပွဲစဉ်တော့မပါလောက်သေးဘူးဒီကစားမကနိုဝင်ဘာ30ချက်စီသင်းနဲ့ပွဲစဉ်မှာပါလာနိုင်ရှိတယ်ဘာကြောင့်လဲဆိုတော့ခိုင်ရန်ဖက် fully trained စင်းတဲ့ပုံစံမျိုးလေးကျွန်တော်တိတ်မတွေ့ရသေးဘူးရှိတော့ရှိလိမ့်မယ်ဒါပေမဲ့ဂျေဆုလောက်တော့ဓာတ်ပုံတွေအရင်တက်လာတာမတွေ့သေးတာဖြစ်တဲ့အတွက်ဒီကစားမနည်းနည်းလောက်ထပ်ပြီးစောင့်အောင် ်ခွဲစိတ်လိုက်တဲ့ကစားသမားတွေကတော့ပုံမှန်ကစားသမားတွေတစ်ဆိုင်ပို့ပြီးဆောင်းရလိမ့်ရှိရဲအားကြောင့်မလို့ဒီကစားမတော့နိုဝင်ဘာ30နေ့ကျရင်ကံမဲ့ဒါစတန်ဖို့ဖရစ်မှာသွားပြီးကံမဲ့ချဲစီတင်းတဲ့ပွဲစဉ်မှာပြန်ပါလာနိုင်ချေရှိပါတယ်နောက်တစ်ယောက်အဲ့ဒါတော့ဂါဘရီဂျေဆူဖူရီထရိုင်ကြီးကတော့ဆင်းနေပြီဒါပေမဲ့အာဒီတာဒီကစားမောက်ကိုလုံးဝအသင်းစကွတ်တဲကိုခေါ်မလာသေးဘူး။ဘာကြောင့်ဆိုအေရှားနိုင်ငံကြီးပြန်လာတာဖြစ်တဲ့အတွက်ဂျေဆုကလက်ရှိဖူလီထရိန်ကြီးအသင်းပလေယာတော်များနဲ့ကစားနိုင်တာမှတ်ပြီးမြဲတချို့ပိုင်းတွေမှာတော့ပြန်ပြီးထူထောင်မှုတွေလုပ်နေရတော့ဘဲ အာဆီယံတန်ရာဖြစ်တဲ့ကစားသမားကခွဲစိတ်ထားတယ်။အဲ့ဒီအယုတ်ကလေးတွေကပြန်ပြီးကောင်းလာဖို့တော့အချိန်ပေးရတယ်။ပြီးတော့ပရီးမီးယားလီဂ်မှာတည်ရတိုင်းပဲ။အရန်ကောင်းမှဆိုတော့ကစားသမားတဦးတော်မှ physical ပိုင်းရရုံးကန်ရတာရှိတယ်။တန်ရာနေ့ပြန်လာတဲ့ကစားသမားဆိုရင်ပို့ပြီးတည်ထားရတယ်။အဲ့ကြောင့်မို့အာဆီယံအသင်းက ဂျေဆုနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာသုံးမယ်လို့ကျွန်တော်မထင်ဘူးသူ့ကိုသုံးလို့ရှိရင်လည်းဒီဇင်ဘာ၄ရက်နေ့ Brentford အသင်းနဲ့ပွဲစဉ်ညမှာပဲထုတ်ပြီးသုံးမယ်ထင်တယ်ဒါကတော့ကျွန်တော်ရဲ့ခံမှန်းမှုတွေပေါ့လေဘာကြောင့်ဆို trainee မှာတွေ့ရတဲ့ဒီထားတွေရခဲ့မှုတွေဒဏ်ရာတွေကစားသမားတွေရဲ့ကြက်ခိုင်မှုတွေနဲ့အသင်းရဲ့ squad တက်ပြန်လာမှုတွေပေါ်မူတည်ပြီးတော့ဒီပွဲစဉ်ကတော့အနည်းဆုံးကစားသမားတွေသုံးသွားနိုင်ရရှိတယ်ဒါကြောင့်မို့ဒီဇင်ဘာ၄ရက်နေ့ Brentford အသင်းကိုကိုယ့်အိမ်ကမှအခက်မဲ့ကစားမှာတော့ဂျေဆုကိုထည့်ပြီးသုံးသွားနိုင်ရရှိတယ်ဇန်နဝါရီ၁၂ရက်ကဘောလုံးမကန်ရတော့တဲ့ဂျေဆုတယောက်အတွက်အချိန်ပြန်ပေးရမယ့်အနေထားပေါ့လေ ကဲနောက်ဆုံးတစ်ယောက်မာတီအိုရီဂက်စ်အိုရီဂက်နေထားတယ်ဒန်ယန်ကရချင်းလို့ရသွားပြောလို့ရတယ်ပြေးထွက်သွားတဲ့ကစားမော်သူလှမ်းတိုင်းနဲ့ဒူးချင်းရိုက်မိသွားတာအဲ့မှာသူဒူးဒန်ယန်တော်တော်လေးပြင်းပြီးတော့နားခဲ့ရတယ်ဝက်ဆန်အသင်းနဲ့ပွဲစဉ်29မိနစ်ပဲကစားနိုင်ခဲ့တယ်အဲ့တော့အိုရီဂက်နေလက်ရှိချိန်မှာတူးချင်း individual ရဲ့ training တွေပြန်ပြီးစင်းနေတာတွေ့ရတယ်ဒီ exercise indoor ထဲမှာပေါ့လေအပြင်မှာတော့တိတ်ပြီးတော့ အသေးလိုက်ထွေနေစင်တာကျွန်တော်မတွေ့ရသေးဘူးအဲ့တော့ဒီကစားမအနေနဲ့ဘယ်ပွဲစဉ်မှာပြန်ပါလောက်လဲဆိုတော့နိုဝင်ဘာ29ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲစဉ်မှာတော့ပြန်ပါလာနိုင်ချေရှိတယ်။ဂျားထဲမှာကျွန်တော်တို့ကအခုဒီနေ့ဆိုရင်ဗျာ10ရက်10ရက်ဆိုတော့ဂျားထဲမှာကျွန်တော်တို့သူပြန်လာမယ့်အနေထားဆိုရက်20လောက်ဆိုရင်တော့သူကောင်းကောင်းလေးပြန်လာနိုင်လောက်တဲ့အနေထားဖြစ်သွားပြီ16ရက်ရက်20ဆိုတာမျိုးကစားသမားတူဦးအနေနဲ့ဆိုရင် fully training ဆင်းပြီးတော့အသင်းနဲ့ပြန်ပူးပေါင်းနိုင်မယ့်အနေထားအဲ့တော့ဒီကစားသမားစုစုပေါင်းကျွန်တော်တို့6ဦး အဲ့ဒီ6ဦးကတော့အသင်းနဲ့နိုဝင်ဘာလတွင်မှာပြင်ပူပေါင်းနိုင်ဖို့များတယ်ပူပေါင်းနိုင်ပြီးတော့အသင်းကစိတ်ချပြီဆိုရင်တော့အိုက်တာစပြီးတုံးသွားမယ်အကျွန်တော်ဒီထက်ထက်မှမှကျွန်တော်အမြင်ကျင်ဆုံးနဲ့ကာလာရှိစောက်မြုံတဲ့ကစားသမားတော့ခိုင်ရဘက်ခိုင်ရဘက်ကအမြင်ပေါ်ဆွမ်းဆောင်ရည်တွေ line break ဖြတ်ကျော်တာတွေသူ့ရဲ့ခေါင်းတိုက်ဘောတွေခြေထက်မှအခြားခန့်စစ်ကစားသမားတွေကိုပြရာခတ်ကိုလှုပ်ထားနိုင်တယ်မျိုးတွေကျွန်တော်တော်တော်လေးလွမ်းတယ်ကြာပြီနောက်တစ်ယောက်ကတော့ လက်ခုပ် TV TV ကိုအမြဲတမ်းအားပေးနေရတဲ့နိုနီမန်တူကီသူဘောလုံးရသွားပြီဆိုပြန်ပြတ်ခက်သမောင်းလုံးဝချဲလန်းလုပ်ပြီးတော့ဝင်တိုးတာကျွန်တော်အဲ့လိုမျိုးကြိုက်တာဟုတ်တာမဟုတ်တာအသာသာငါမင်းတို့ခက်စစ်ကိုရအောင်ကြော်ပြမယ်ဆိုတဲ့အတိုင်မျိုးအဲကြောင့်ကျွန်တော်ကခိုင်ဘက်ကနိုနီမန်တူကီကိုအစောဆုံးပြန်လာတည်ခြင်းနဲ့ဂျန်နယ်ကစားမကြီးကိုလည်းချစ်ပါတယ်ဒါပေမဲ့ဂျန်နယ်ကစားမကြီးဖြစ်တဲ့မာတီနယ်လီယော့ဂရက်ဒီကစားမကြီးမာတီအိုရီကတယောက်မှလွတ်ပြေးရဆရာမရှိဘူးအလုံးကအသင်းတော် အရေးပါတဲ့ကစားသမားတွေပဲဂျေဆုဆိုလို့ရှိရင်လည်းမကြခင်ပြန်ပြီးတော့မြခင်စိတ်တွေမှာမြင်လာတော့မှာပေါ့လေဘယ်သူပဲပြန်လာပြန်လာတေချာတစ်ခုကကျွန်တော်တို့အနေနဲ့တမ်ပပဲရခဲ့တာမှိုင်မဲ့နိုဝင်ဘာ International Break ကိုတော့အာဆင်နယ်ကအဆင့်တက်မှာပဲဆက်ပြီးရှိနေပါတယ်အဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ဘလုံးပွိုင်းနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ပြီးပြောရင်ဖြစ်ကစားခြင်းဆိုရင်ဘာပဲဖုန်းတဲ့ကြောင့်ကို646 46လုံး33တယ်နေဘက်33ကို9963ခေါင်းရောင်းရတော့မှာဆက်သွယ်ချိဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာဆော့ခြင်းနဲ့အကောင့်ဖွင့်နေဆိုရင်တော့အားလုံးကိုနှွေးထွေးကျူစွာပါတယ်ခင်ဗျာ